နှစ်ထောင်20တနောက်ပိုင်းစိန်လဝိယတနာရွှေဆိုင်စားတဲ့ဆိုင်ကြီးတွေအပြိုင်ဆိုင်အလို့အရက်ပေါ်လာကြတာတတိထားမိမှာပေါ့ဘသူကြီးကြီးအားလုံးကလကားတိုင်ဆိုတာကြီးပဲတို့ပေမဲ့သူတို့အချင်းချင်းကဘသူပစ္စည်းကိုမှတွားပြန်ရောင်းလို့မရဘူးယာတနာစိန်ကြောက်တွေဆိုပိုဆိုးတယ်ကိုကလက်စွပ်တကွင်းတောင်လက်ချီစွပ်ဖူးသူမဟုတ်တော့လဝိယတနာဆိုတာအစင်နန်းစာရဲလို့ကိုမမြင်ဘူးတို့ပေမဲ့96ရမကတော့အခြားလူတွေကတော့ကြိတ်ကြိတ်တိုးပဲ ရတနာဆိုင်တွေကလည်းခិតတာမကောင်းတဲ့တနေ့တခြားကြီးထွားတိုးပွားလာတာကြီးဘလို့တွေလုံနေကြလဲတစ်ချက်ကြည့်ရအောင်စိန်ကစပြီးပြောရမယ်စိန်ရေသွေးနဲ့အเจ้าရာပေါင်းများစွာကိုစိန်အเจ้าတင်တဲ့ post တွေမှာဖတ်ပါကိုတွေကတော့စိန်ဈေးကွက်အเจ้าအနှဲငယ်ပြောပြခြင်းနဲ့စိန်ဆိုင်ကြီးတွေကသူတို့ဆိုင်ကဝယ်ထားတဲ့စိန်ကို အမျက်၁၀ရေပေးပြီးပြန်ဝယ်တယ်ကြားဘူးတယ်တကယ်လက်တွေ့သွားရောက်သူတွေက၁၀ရေအမျက်ရရဲ့လား ဒါဆိုယနေ့သိန်းတဝဝတန်စိန်ကိုမနှက်ဖြန်သွားပြန်ရောင်းရင်သိန်းဆက်တဝမရသလိုတလအတွင်းသွားပြန်ရောင်းရင်လည်းမရပါဘူး။နှစ်ဝါ၂၀တခုနှစ်ကဝယ်ခဲ့တဲ့သိန်းတဝဝတန်စိန်ကိုနှစ်ဝါ၂၄မှာသိန်းဆက်တဝပြန်ပေးဝယ်လို့အမြတ်၁၀ရေးရပြီးတွေးနေချင်းတာမန်ဘန်တိုးနယ်ရဲ့အတွက်ကြည့်သိန်းတဝဝကိုတာမန်ဘန်တိုးတနစ်၈သိန်း၄နှစ်ဆိုရင်ပဲ30နှစ်သိန်းအ ਨੇ ဆုံးဖြစ်တည်နေပြီးဒါကငွေကြေးတန်ဖိုးကျဆင်းသွားတာကိုထဲမတွေ့ရသေးဘူး။အခောက်ရွှေတန်ဖိုးနဲ့တွက်ကြည့်ရအောင် နှစ်ဝါ၂၀တမခောက်ရွှေတံဘိုးက၁၄တိန်ဝန်းကျင်ရှိခဲ့ရာကနေနှစ်ဝါ၂၄မှာတိန်၆ဝါအထက်ရောက်လာခဲ့ပြီးအကယ်၍နှစ်ဝါ၂၀တမတိန်တဝဝါရှိသူကခောက်ရွှေဝယ်ခဲ့လျင်ခုနှစ်ကျပ်သားဝန်းကျင်ခန့်ပိုင်ဆိုင်မှာဖြစ်ပြီးနှစ်ဝါ၂၄မှာပြန်ရောက်ပါကတိန်၄၀နှစ်ဝါဝန်းကျင်အထိငွေကြေးပြန်ရမှာဖြစ်ပါတယ်တို့ပေမဲ့စိန်ဝယ်ထားသူတွေကတော့ဘယ်မှာမှပြန်ရောက်လို့ရမည်မထင်ပါဒါဆိုဘသူတွေကအကျိုးရှိသွားလဲဆိုရင်စိန်လုပ်ငန်းသမားတွေပေါ့လူများစီကပိုက်ဆံကိုလေး ငားနဲ့အတွင်းအတိုးနှုံးတဝိုင်းဖြင့်အခမဲ့ခြေခွင့်ရလိုက်တယ်။အပေါင်းခံပစ္စည်းနေနဲ့စိမ်းစလားမစလားမသိဖန်နှုံးလေးတုံးစိတ်ကျဉ်နဲ့အောင်ပေးထားလိုက်တယ်။လဝတ်လဆာလောကကဝပြလိုသူကြွားဝါလိုသူတွေအတွက်ဆိုပေမဲ့ဒါကိုအထာတီးတဲ့လူလေကြီးတွေအတွက်တော့အမဲလိုက်စရာစားချက်ကြီးပဲ။ငွေကြေးတံပိုးကို ဆုံးဖြတ်ရမှာအခောက်ရွှေစန်တအိတ်ကြက်ဦးတလုံးနိုးစီတဘူးကော်ဖီမစ်ထုံစတာတွေလည်းထည့်စင်းစားဖို့လိုပါသေးတယ်။နှစ်ဝါးနှစ်ဆက်တဲ့ နေဝါ25ပြည့်မြတ်တွက်ကြည်ရရင် အခောက်ရွှေဆက်၄သိန်းမှ90သိန်းဝန်းကျင်50ဆန်တအိတ်9000မှ2သိန်းဝန်းကျင်40ကြောအိုးတလုံးတဝဝကျက်မှ9ဝဝဝန်းကျင်50နိုးစီတဘူး6ဝဝကျက်မှ9ဝဝလောက်ဝန်းကျင်80ကော်ဖီမစ်ထုပ်တဝဝကျက်မှ800ဝန်းကျင်80ဒီလိုမျိုးငွေကြေးတန်ဖိုးနှိမ့်ကြပြီးကုန်ပစ္စည်းတန်ဖိုးမြင့်တက်လာချိန်မှာယာဒနာကုန်တွေတနည်းချားတိုးလာတာအံ့ဩစရာကောင်းတယ်မတွေးမိဘူးလား တိမ်ပေါင်းတိမ်ကနန်းတန်နဲ့ယာဒနာပစ္စည်းတွေကင်ပြီးဘွားကနဲ့ဘယ်ကပေါ်လာကြတယ်လဲမသိတရုတ်ကစက်ယုံတွေနဲ့အဆက်အသွယ်ရှိသူတွေအတွက်အလွယ်လေးပါဘလောက်ကြာသတ်စတာအထီကောင်းတဲ့ခဲစစ်စိညွှန်းထုတ်ပေးပါလို့မာယုံပဲအစ်စ်နေနဲ့ချက်ကြောင်များများနဲ့ယာဒနာလုပ်ငန်းတစ်ခုဖန်တီးလို့ယုံပါလုပ်ငန်းကျွမ်းကျင်ဖို့နဲ့ဒေတာအထာတွေတော့နားလည်ရမှာပေါ့ဒီလိုပြောလို့ယာဒနာလုပ်ငန်းမှန်သမျှကအတုတွေရောင်းနေပါတယ်လို့ဆွဆွဲတာမဟုတ်ပါဘူးလူတွေမမောစရာယာဒနာပစ္စည်းတစ်လုံးဖန်တီးပေးထားပြီး ငွေပမာဏပေါင်းများစွာကိုအတိုးနှုံးနေနေနဲ့အင်ငွက်လက်အသုံးပြုခွင့်ရနေကြတာပဲဒေါ်လာပါပြီတချိန်ချင်းပြန်လာရောင်းလဲလွန်ခဲ့တဲ့၄နှစ်ကပိုက်ဆံအရင်တိုင်းပြန်ပေးုံပဲမဟုတ်လားဘေးကရွှေတဲ့ပါရင်ပိုတောင်အလုပ်ဖြစ်သည်ခုနောက်ပိုင်းမှာအရေးသွေးနှိမ့်တဲ့အခြားယတနာပစ္စည်းတွေအိုးအစည်းရဲ့လွင့်ရောင်းနေရတွေတော့ဇလန်းမျိုးစုံကြားနေရမှာပါအခြေခံလိုအပ်ချက်ကလည်းဘယ်ရာကိုမှလိုချင်ဆွဲလန်းယူတုမနေရင်ပဲကိုယ်တိုင်မနစ်နာနိုင်ဘူးလို့အကြံဖြင်းနားလည်ထားရင်ရပါပြီ။ ငွေကြေးကိုပညာရေးနဲ့မိမိလုပ်ငန်းတွေမှာအဓိကရင်းနှီးမြှုပ်နှံကြပါငွေပိုရှိလို့များဝယ်ခြင်းနဲ့ဆိုရင်တော့အခောက်ရွှေကိုဦးစားပေးစဉ်းစားဖို့အပစ္စည်းတွေကထုတ်ဝတ်လို့မရလို့လူကြားသူကြားတံမိုးနှိမ်တယ်လို့ခန်းစားနေရရင်တော့ကိုတွေးခေါ်နဲ့ Jerevo Sa ကိုကနိုင်နေလို့ပဲဖြစ်ပါလိမ့်မယ်အထူးတလဲဝစားပြနေရင်လည်းမြင်လာမှာမှမဟုတ်ပဲမန်ဒီမားသည်ထင်မြင်ယူဆချက်ကိုအချိန်မဲလို့မှာဆွေးနွေးနိုင်ပါသည်အဆုံးထိနားထောင်ပေးသည့်အတွက်ကျေးဇူးတင်ပါသည်